့ရဲ့ဖြစ်တည်မှုတိုင်းကိုလက်ခံပါဘဝတစ်ခုကိုပတ်ဆိုင်ရပြီဆိုကြတဲ့ကစင်ရဲ့ချမ်းသာမရေပါဘူးရုပ်အစင်းအသားအရာအရက်အနှိမ့်မြင့်ပညာတက်သည်မတက်သည်မရေဘူးမိမိရရှိတဲ့ဘဝမှာ နေတတ်မှ စိတ်ချမ်းသာနိုင်မှာပါသူများရတဲ့ဘဝတွေကို လိုချင်တက်မှပြီစိတ်စင်ရဲ့နေရောကလွဲလို့ပိုင်ဆိုင်ခွင့်ဆိုတာကမိမိရဲ့ကြိုးစားမှုနဲ့မိမိရဲ့ရှေးဘဝကုသိုလ်ကံတရားတိုင်းဖြစ်တည်လာတာပါ လောကဒဏ်ရဲ့အကောင်းဆုံးအကြောင်းကျိုးကလည်းမိမိပြုခဲ့တဲ့ကုသိုလ်ကံအရရေအစုံရေအစံလိုအတက်ကျတော့ရှေ့စမဲဖြစ်ပါတယ်။တင်ငယ်စိအားငယ်စိတွေကို မောင်းထုတ်ပြီးလက်ခံနိုင်မှ စိတ်ငြိမ်းချမ်းသာမှုကိုရရှိမှာပဲဖြစ်ပါတယ်။ဘယ်အရာပဲဖြစ်ဖြစ်ကိုယ့်ဘက်ကပို့လို့ခြင်းရင်ပို့နာခြင်းရပါတယ်။ပို့ခံစားရပါတယ်။ကိုယ့်ရဲ့ဖြစ်တည်မှုတိုင်းကိုလက်မခံနိုင်သေးပျော်ရွှင်မှုဆိုတာဘယ်တော့မှ ရှိလာမှာမဟုတ်ဘူး။ ရုပ်ရည်ထက်စိတ်တက်ကပိုအရေးကြီးပါတယ်။ငွေကြေးချမ်းသာမှုထက်ကိုကျဲစာနာတက်တဲ့စိတ်တက်ချမ်းသာနေဖို့ကအရေးကြီးပါတယ်။တငယ်ချင်းစိတ်တက်ကြခြင်းမရှိတဲ့စိတ်ခွန်အားကလောကမှာအတန်မာဆုံးပါ။လက်ရှိကိုယ့်ရဲ့ဖြစ်တည်မှုအတိုင်းကိုလက်ခံနိုင်ဖို့ပဲလိုပါတယ်။